ားလုံးပဲမင်္ဂလာပါဗျဒူဒီလက်ကီကောင်လေး channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျမနေ့ကမနေ့ပိုင်းမှာတော့ကျွန်တော်ခွန်ပရိတ် main ပေါ့နော်ခွန်ပရိတ် main ကိုကျွန်တော်83ခွန်နှစ်ဆိုတော့ကီလေးလုံးကိုခွန်ပရိတ်တွဲပြီးလာမှာတော့မနေ့တော့မထွက်လိုက်ဘူးပေါ့နော်ညနေမှာပဲကျွန်တော်တို့80ဆိုပြီးတော့ထွက်သွားတယ် ဟုတ်ကဲ့ပါဒီနေ့မှတော့ကျွန်တော်အပင်တိုလေးပေါ့နော်ကိုမတို့ကကြာရင်တော့တူညီတဲ့ဝမ်းကျင်းလေးကိုကျွန်တော် brain နဲ့ချုပ်မှဖြစ်တယ်ဗျနေ့ရ3ရက်ဒီရ3ရက်ဒီ3လုံးပေါင်းခြင်းဒီ10ဖြစ်လို့10ရက်နှစ်ခတ်ဒီ10ဒီကြောင့်ဒီမှာအချက်များ ီ၈တက်အချိန်မှာ၃တက်ထွက်တော့တက်ထီတယ်ဗျ။အဲ့ကြောင့်နောက်တပင်ပေါ့နော်နောက်တပင်ဒီ3ရ5ရပေါင်းချင်းဒီ8ရှစ်နဲ့ဒီရရှစ်နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရနှခတ်ဒီ9 69ဒီကျွန်တော်ဒီမှာအချိန်ပြဒီ69အချိန်မှာလဲ60ထွက်တော့6ထီတယ်ဗျအဲ့ကြောင့်ဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီလဲ6 6ရက်1ရက်ပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီရ9နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းခြင်းဒီ2ဖြစ်လို့2ရက်နှခတ်ဒီလေး2 4ဒီကျော်ဒီမှာအချင်းပြဒီ2 4အချင်းမှာလည်း4ဘူးထွက်တော့4ထီတယ်ပြအဲ့တော့မဒီ1ကြိမ်လေးအနေနဲ့နားလည်မယ်ထင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီနေ့အတွက်က၄ရက်၃ညရက်တရက်၃ညရက် 4393ပေါင်းချင်းဒီ4ဖြစ်လို့4ရဲ့နှစ်ခက်ဒီနှစ်4နှစ်ဒီလဲကျွန်တော်ဒီမှာအချိန်ပဲဗျဒီ၃လုံးပေါင်းခြင်း၈ဖြစ်လို့၈နှစ်ခက်တည်း၈၁အချိန်မှာ၃တထွက်တော့၁ထီတယ်။နောက်တစ်ပင်ဒီ၃၅၈ပေါင်းခြင်းဒီ၆ဖြစ်လို့၆နှစ်ခက်ကို၆၉အချိန်မှာလည်း60ထွက်တော့၆ထီတယ်ဗျ။နောက်တစ်ပင်ဒီလည်း၆၁၅ပေါင်းခြင်းဒီ၂ဖြစ်လို့၂နှစ်ခက်၄၂၄အချိန်မှာလည်း၄ဘူးထွက်တော့၄ထီတယ်ဗျ။ ဒါကြောင့်မို့ကြောဒီနေ့မှာ၄၃၃၃ပေါင်းချင်းဒီ၄ဖြစ်လို့၄နှစ်ခက်ဒီနှစ်၄နှစ်ဒီအချိန်ပြတော့ဒီ၄နှစ်အချိန်ကိုနောက်ထပ်ဝန်းချင်းလေးပေါ့နော်ကျွန်တော်အပြည့်ပေါက်ကိုတော့တွက်မပြဘူးဒီမှာတူညီတာလေးကိုကျွန်တော်တို့ဟိုမှာဖြစ်မှာပေါ့နော် ဆိုဒီမှာဒီခွင်တက်ပေါင်းခြင်းဒီရှစ်ဖြစ်လို့ရှစ်ရဲ့နှက်ခတ်ဒီဒီရှစ်တက်ဒီလဲကျွန်တော်ဒီမှာအချိန်မြတ်ကျော်ဒီနှလုံးပေါင်းခြင်းဒီလဲဝမ်းချိန်မှန်တယ်ပေါ့နော်ရှစ်တက်အချိန်မှာလဲ3တက်ဆိုတော့တက်ထီတယ်ဗျဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့ဒီအပင်ကလေးကမှန်ခဲ့တဲ့ဝမ်းချိန်ပဲပေါ့နော်ဒါဒီမှာတော့ကျွန်တော်တို့ရှစ်တက်အချိန်ရှစ်တက်အချိန်ပေါ့နော်ဒီရှစ်တက်အချိန်ပဲဗျဟုတ်ပြီနောက်တစ်ပြင်ဒါဆိုရင်ကြည့်မယ်ပေါ့နော်နောက်တစ်ပြင်ဒီ3ရ6ရပေါ့တော့ဒီနှလုံးပေါင်းခြင်းဒီ6ဖြစ်လို့ 6ရဲ့နှက်ခတ်ဒီ6 6ဒီကျွန်တော်ဒီမှာအချိန်မယ်ဗျဒီ6 6အချိန်မှာလဲ60ဆိုတော့6ထီတယ်ဗျမောင်မလို့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဒါဆိုကျွန်တော်ဒီနေ့မှာပေါ့နော်ဒီ8တဲ့အချိန်8တဲ့အချိန်မှာလဲကျွန်တော်တို့တက်ပိုင်ပေးပြီး3တက်ဆိုပြီးတော့ထွက်တယ်ဒီ6 6အချိန်6 6အချိန်မှာလဲ6ပိုင်ပေးပြီးတော့60ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြောဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီ၈ရယ်၄ရယ်ဒီနှလုံးပေါင်းချင်းဒီနှစ်ဖြစ်လို့ နှစ်ရဲ့နှက်ခတ်ဒီလေးနှစ်လေးဒီကြောင့်ဒီမှာအချိန်ပြဒီနှစ်လေးအချိန်မှာလဲ၄ဘူးဆိုတော့၄ထီတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ကနှစ်လေးအချိန်နှစ်လေးအချိန်ဒီမှာဆိုလဲကျွန်တော်တို့က၄ဘိုင်ပြပြီးတော့၄ဘူးလို့ယူဆလို့ပေါ့နော်ဒါဆိုရင်ကျော်ဒီမှာဒီနေ့အတွက်က9ရဲ့9ရဲ့ဒီနှလုံးပေါင်းခြင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့နှက်ခတ်ဒီလေးနှစ်လေးဒီလေးကျွန်တော်ဒီမှာအချိန်ပဲဗျာ ကိုမတို့ကကြိုက်မှကြိုက်ရင်တော့၃ပေါ့နော်ကျွန်တော်ဒီမှာ၈တက်အချင်း၈တက်အချင်းမှာ၁ပိုင် ပေးပြီးတော့၃တက်ဆိုပြီးတော့ထွက်တယ်ဒီမှာ၆၉အချင်း၉၆အချင်းမှာ၆ပိုင်ပေးပြီးတော့60ဆိုပြီးတော့ထွက်တယ်ဗျဒီမှာကျွန်တော်တို့အချင်း၂လေးအချင်းမှာလည်း၄ပိုင်ပေးပြီးတော့၄ဘူးဆိုပြီးတော့ထွက်တယ်ဒါဆိုကျွန်တော်ဒီမှာဒီ၄နှစ်အချင်း၂လေးအချင်းဆိုတော့ဒီနေ့မှာလည်းကျွန်တော်တို့ဒီ1 chain line လေးရဲ့တူညီတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ၂လေးအချင်းဒီ တို့အားကောင်းတာတွေ့ရတယ်ပေါ့နော်ဒီ one chain လေးကိုကျွန်တော် brain နဲ့ချုပ်ပြမှာဖြစ်ပါလေဗျကြဒီမှာ break ဒီပေါ့နော်၄ရက်၅ရက်ပေါင်းချင်းဒီ6 6နဲ့ဒီက3နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းချင်းဒီ2ဖြစ်လို့ နှစ်ရဲ့ပါဝါတီခွန်းနှစ်ရဲ့နက်ခတ်တီလေးနှစ်ခွန်းလေးဒီကျော်ဒီမှာပြိတ်ပြအားလုံးမဲ့ဒါလေးနားလည်မလို့ထင်တယ်ပေါ့เนาะကျွန်တော်ဒီမှာ၄၅၃ပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါခွန်းနှစ်ရဲ့နက်ခတ်လေးနှစ်ခွန်းလေးဒီပြိတ်နှစ်ခွန်းလေးပြိတ်မှာ၃၁ဆိုတော့ကျွန်တော်တို့၄ပြိတ်ထွက်တယ်ဗျဒီမှာဒီကျွန်တော်တို့က၈တဲ့အချင်း၈တဲ့အချင်းပေါ့နော်ဒီ၈တဲ့အချင်းကိုဒီနှစ်ခွန်းလေးပြိတ်ရောက်အောင်တွဲရင် တက်နဲ့၄ break ဆိုရင်ကျွန်တော်တို့၃တက်ဆိုပြီးတော့ပါမယ်ဗျ။ဒါဆိုကြဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီ2ရက်1ရက်ပေါင်းချင်းဒီ3 3နဲ့ဒီရ6နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့1ရက်ပါဝါဒီ6 1ရက်နှက်ခက်ဒီ8 1 6 8ဒီကျွန်တော်ဒီမှာ break ဗျဒီ1 6 8 break မှာလဲ60ဆိုတော့6 break ထွက်တယ်ဒီမှာဒီကျွန်တော်တို့က 69အချင်း96အချင်းဆိုတော့96အချင်းကို168ပြိရအောင်တွဲရမှာပေါ့နော်တွဲရင်ကျွန်တော်တို့6နဲ့6ပြိဆိုရင်60ဆိုပြီးတော့ပါမယ်ဗျဒါဆိုကြောဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီလဲ3ရေ3ညရေပေါင်းချင်းဒီ3 3နဲ့ဒီက9နဲ့ပေါင်းတော့8ဒီ3လုံးပေါင်းချင်းဒီ8ဖြစ်လို့8ရေပါဝါဒီ3 8ရေနှက်ခတ်ဒီ8 3 1ဒီကျွန်တော်ဒီမှာ break ပြ ဒီ၈၃၁ break မှာကျွန်တော်တို့၄ဘူးဆိုတော့၈ break ထွက်တယ်ဒီမှာဆိုလဲ1 chain လီ2 4အချိန်2 4အချိန်ဆိုတော့ကျွန်တော်တို့ဒီ2 4အချိန်ကို၈၃၁ break ရအောင်တွဲရင်၄နဲ့၈ break ဆိုရင်၄ဘူးဆိုပြီးတော့ပါမယ်ဗျဟုတ်ကဲ့ပြအားလုံးပဲနားလည်မယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ break line ဒီ6ရယ်4ရယ်ပေါင်းချင်းဒီ3ညာ3ညာနဲ့ဒီက3ညာနဲ့ပေါင်းတော့3ညာပဲဗျဒီ3လုံးပေါင်းချင်းဒီ3ညာဖြစ်လို့ တုံညာရဲ့ပါဝါတီ9တုံညာရဲ့နှက်ခတ်တီခွန်တုံညာ9ခွန်တီကျွန်တော်ဒီမှာ break ပြဒါဆိုကျတော့ဒီမှာ၄နှစ်အချိန်နှစ်လေးအချိန်ဆိုတော့ကျွန်တော်တို့ကဒီနှစ်လေးအချိန်ကိုဒီ၃ည၅ခွန်ပရိရောက်အောင်ကျွန်တော်တွဲပေးမယ်ပေါ့နော်။ကိုမတို့နားလည်မလို့လဲထင်တယ်။ကိုမတို့ကတော့ကြိုက်နှစ်တက်မှုရှိမှလဲသုံးပေါ့နော်။ဒီအပေါ်ပင်နေမှာတော့ကျွန်တော်တွဲပြတာလေးဒီကျွန်တော်တို့ပောက်ကနန်းဖြစ်တယ်ပေါ့နော်။အဲဒါကျွန်တော်ဒီမှာနှစ်လေးအချိန်ကို၃ည၅ခွန်ပရိ ဟုတ်ကဲ့ပြအားလုံးပဲကျွန်တော်ရှင်းပြလေးနားလည်မလို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာဒီကျွန်တော်ဒီမှာဒီပေါ့နော်ဟောဒီမှာ၄၅၃ခွန်ပေါ့ထွက်တယ်ပေါ့နော်ဒီမှာဆိုလဲကျွန်တော်၄၅ခွန်၃ညဆိုပြီးတော့ထွက်တယ်ဗျဒီ၄၅၃ညခွန်ထွက်ပြီးသွားမှာကျွန်တော်၂၅ဆိုလဲခွန်ပရဲလေးထွက်တယ်ပေါ့နော်ဒီမှာလဲကျွန်တော်၄၅ခွန်၃ညထွက်ပြီးတိုင်းမှာကျွန်တော်၂၅လေးမြတ်ပြန်ပြီးထွက်မလာပေါ့နော်အားလုံးပဲနားလည်မလို့ထင်တယ်ဗျကျွန်တော်တော့ဒီမှာခဏန်းတော့စီထားတယ်ပေါ့နော်ခဏန်းစီတာမှာတော့ နှစ်လေးချိန်ကို395ခွင့်ပရိတ်မှာကျွန်တော်2823295လေးနဲ့ဆိုလဲ464143ပေါ့နော်ဒီမှာတော့ကျွန်တော်29ရဲ့4ခွင့်ရဲ့ဆိုပြီးတော့ကျွန်တော်ထည့်ပေးထားပါတယ်ဗျဒီနှစ်ကွက်ကတော့ဘာလို့ထည့်ပေးလဲဆိုတော့ကျွန်တော်ဒီမှာအပင်တို့ပရိတ်လေးပေါ့နော်တလုံးနဲ့ပေးနေတဲ့ပရိတ်လေးကိုကျွန်တော်ရှင်းပြပေးမယ်ဗျတို့ဒီမှာ3ရက်2ရက်1ရက်ပေါ့နော်ဒီ3လုံးပေါင်းချင်း6ဖြစ်လို့ကျွန်တော်ဒီမှာဒီ6ပြည့်60ဆိုပြီးတော့ထွက်တယ်ပေါ့နော် ဒါဆိုကျွန်တော်နောက်တစ်ပင်ဒီ9339ပေါင်းချင်းဒီ10ဖြစ်လို့တော့ဒီမှာဒီ10ပြိ4ဘူးဆိုပြီးတော့ထွက်တယ်ဗျ။အဲ့ကြောင့်ဒီမှာ1ရဲ့6ရဲ့4ရဲ့ပေါ့နော်ဒီ3လုံးပုံချင်းဒီ1ဖြစ်လို့1 break လို့များဆက်ပေးမယ်ဆိုရင်ကျွန်တော်2လေးရဲ့ chain ကို1 break 2 9ရဲ့4ခွင်ရဲ့ဆိုပြီးတော့ထည့်ပေးထားခြင်းဖြစ်ပါလေဗျဟုတ်ကဲ့ပါအားလုံးပဲဒီနေ့မှာကျွန်တော်တွက်ပြတဲ့ခဏလေးဒီပေါက်ကနန်းလေးဖြစ်ပါစေဗျ ကိုမတို့ကြိုက်တဲ့ကဏ္ဍတီလဲ၁၂နှစ်တမိနဲ့ထွက်မဲ့ကဏ္ဍနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျကျွန်တော်လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe မနေရသေးတဲ့ကိုမတို့ရလဲ subscribe နေပြီဖို့တောင်းဆိုပါတယ်ဗျအားလုံးပဲကံကောင်းကြပါစေဘိုင်ဘိုင် see you ပါအားလုံးပဲ